်ဆန္ဒရဲ့အမိချက်တဲ့ပဇွန်ကြားခဏကဟိုတစ်ဖက်ကငမြင့်ချင်းဆိုင်တွင်လူအုံနေတော်လဲပဇွန်ကြားဆန်ရှိတွင် လူရှင်းမှုသည်ပဇွန်လာကန်ကြည့်လိုက်ဈေးမိလိုက်အင်းဟူ၍တပြင်းချကပြန်သွားလိုက်တည်နဲ့ပဇွန်တယ်မပုစိန်လဲတော်တော်လေးစိတ်တူနေပြီဖြစ်သည်ထို့ကြောင့်လဲအပြင်းပြေလာကန်ကြည့်လို့ရတယ်နော်တစ်ဆယ်သားကို၆ချက်ကြည့်များတော့ရောင်းတာဟု အငေါ်ဒူဘီအော်လီဒီမြက်စွာဖျား၆ကျဲတဲ့စမ်းရှိတွင်ရက်ပြီးဈေးမီတော့မီပြူတော့ဒေါ်လာမင်ဤပါဇက်ဒီအလိုလိုပြန်ပိတ်သွားသည်စစေရာ၆ကျဲဆိုတော့15ကျက်သာဝယ်ရင်၉ကျက်อืมမစားရစရာကြီးပါလားဟုစဉ်းစားမိသည်မျက်စိရှိတွင်ပဇွန်ကြီးများသည်ငွေပုံကြီးတွင်တို့ပြောင်းလဲသွားသည်လို့ထင်မိသည်ငွေတွေကိုဝန်းနှင်းမြှချရမှာတော့နှမျောစရာမယူဘူးလားအန်တီကြီ ဈေးကောင်းလိုက်တာ၏ပစ္စည်းကောင်းလို့ဈေးကောင်းတာအန်တီကြီးရဲ့ဟောဒီမှာကြည့်ခေါင်းတော့မကြိုသေးဘူးစိမ့်လို့လက်လို့ဒါမျိုးဆိုတာတခါတလေမှရတာစားစမ်းပါပြင်းမွန်းကျင်ရွက်လေးချင်ရီချက်ပြီးပဇွန်ကြားချွချူလေးနဲ့စားလိုက်ရရင်တော့อืมအဖေကြီးကလည်းကြိုက်ရှာတယ်ဒေါ်လာမီဒီစက်တွန်နီအကွင်းလိုက်အုတ်ချက်ထားတော့ပဇွန်ကြားအကောင်နီနီရဲရဲကြီးများကို တွေး၍မြင်ရောင်ရင်းသတွေးကိုမတိမတာမြှို့ချသည် ကဲဘလောက်သားလဲဆက်ငါချက်သားချိန်လိုက်ရမလားအမလီမရက်ဆက်ပါနဲ့အေးဒေါ်လာမီကရောင်ရမ်းပြီးခြေတလန်းနောက်ဆုံးမိပြီထို့နောက်ညီတို့ပစွန်ကြားကလည်းဂတိ80တထီသားတောင်နေတိုင်းစားရင်မွေးရချီရဲဟုခန့်ငုံငော့လေးပြောမိသည်ကောင်းလွန်းလို့ပါအန်တီကြီးရဲ့ဈေးပေါ်ရင်တော့ပစ္စည်းညံ့ရမှာပေါ့မဟုတ်ဘူးလားမဘူးစိန်ဒီတဖက်ဆိုင်ကိုမင်းကော့ကအတန်ကိုမြင့်၍ပြောသည် ဖြစ်စည်းချင်းတူတော်လဲတဖက်ဆိုင်မှာပဇွန်ကြားကအကောင့်သေးကခေါင်းကပြုတ်နေပြီးအယောင်ကလည်းနီနီနဲ့မလက်တလက်မှု သူကပြောအားရှိနေသည်တဖက်ဆိုင်မှာမိမကသူ့ဘက်တို့မျက်စောင်းဝဲလိုက်ပြီးပေါ်တယ်နော်ပေါ်တယ်ဟောရမျိုးကိုစားကြားမှကြားတစ်ဆယ်ရာသုံးချက်ခွဲဟုအတန်ကုန်ဟစ်သည်အင်းအဲ့ဒါဝယ်ရင်တော့တဝက်လောက်တက်တာတယ် ကွန်ပျူတာထပ်ပင်မြန်တော့ဒေါ်လာမေကြီးအုံနောက်ဖြက်ကနေတွတ်လိုက်မိပြန်ဒီဒါပေမဲ့35ချက်ဈေးပေးပြီးအပုတ်မစားဘူး60ဈေးပေးပြီးအကောင်းမဲစားတော့မယ်ဘာဖြစ်သေးလဲတခါတလေစားတာအဖေကြီးကပင်စင်စားမှုငါ့ကို ဟင်းကောင်းကောင်းမကြွေးတော့ပါဘူးလို့စကနာထိုးတာနှစ်ခါတောင်ရှိနေပြီဟုဆက်တွေးရေးခြေလန်းနှလန်းပြန်တိုးလိုက်မိသည် စိန်ပြီးလက်နေတော့အကောင်ကြီးများကိုခက်ရဲရဲကောက်ကာ 15ချက်တလောက်ချိန်ဆန်းဤဟူအတန်လေးရန်တင်းတင်းနဲ့ပြောလိုက်သည်အင်းတကယ်တော့မစားရသေးဘူးဝယ်ရတာတော့အရသာရှိလိုက်တာဟဲ့ဟူ၍ဆက်တွေးနေရင်တူတဲ့ပြုံးမိလေသည်ဟောဒီမှာကြည့်အသားကြီးအလီတော့မှန်ပါတယ်နော်ကြိုက်တဲ့နေရာမှာသွားချိန်ချိန်ပြီးမှပတ်စံပေးပုစိန်တို့ကကြိုက်စေးပြောရောင်းတာအလီမခိုးဘူးချိန်ဝင်ကွက်ထဲမှာပဇွန်ကြားများကိုချင်းအောင်ထိုးမခံသေးပဲတကောင်နှကောင်ရေသွဲမိသည်စွစုပေါင်း9ကောင် 35ကျက်တာမူဒီလိုရွယ်ပစွန်ကြားခုနှစ်ကောင်ရသည်ဆိုကြဲကအလေးမခုမှန်းတော့အတိတာကြည့်ပင်ချိန်မာဦး၏ပါဇက်ကအချင်းပါနေလို့သာပြောတာယုံပါတယ်ဒေါ်လာမေဒီလီချိုသွေးလိုက်ပြီးလက်ထင်မှ30တန်းကိုလှမ်းပေးသည်ဒီနေ့တော့ရှာရင်းမြက်မြက်လေးစားလိုက်အောင်မယ်ခုနရေကဈေးဝါမှကင်မွန်ကျင်ရွက်တွေတွေ့ခဲ့သည်တစည်းကိုပြ60တဲ့ကင်မွန်ကျင်တစည်းကိုကစွန်ရက်တစည်းရောပြီးချင်းရီချက် ။ငပိရေကြိုးထဲတွင်ကျက်တွန်ပြူနေငရုတ်တီစိန်ထောင်းထက်အိမ်နောက်ဘေးကပြင်းနားတွင်မြေကလေးတစ်တောင်လောက်တွင်ကပ်ပြီးပေါက်နေသော ခရမ်းကပော့ပင်ကအတီးလေးတွေခူးပြီးရေနွေးဖြော၍တို့ဒေါ်လာမီတွေးရင်ပင်ရှာဆိုလာသည်။မမမီဘာရခဲ့လဲ။စီကအပြန်လန်းတွင်မျက်ဆောင်တို့အိမ်မှဒေါ်စိန်အင်းနှင့်တွေ့သည်ရင်မုန်းချင်ရွက်နှင့်ချင်မောင်ရွက်စီးတို့ကို အောက်ဖက်ကိုပို့ပြီးပဇွန်ကြားကိုမြင်သာထင်သာအပေါ်ပြောင်းထဲခဲ့မိသည့်အတွက်ဒေါ်လာမီကြီးနေသွားသည် ော်စင်အီးမျက်လုံးကခြင်နှောင်းနဲ့လမ်းကြီးလိုက်တီကိုမြင်တော့ပူကျင်နေသွားသည်တဆယ်သား6ကျက်ဆိုတာလူတိုင်းစားနိုင်တာမှတ်လို့မမမီတို့ကစနေနေ့တားတွေချေးမတွေလာတက်လို့ဟင်းကောင်းချက်ကျွေးတော့မယ်ထင်တယ်ဒေါ်စင်အီးစကားကိုကြားတော့ကြည်နဲ့စိတ်နဲ့ဝင်းမီးနေတော့ဒေါ်လာမီအီးမျက်လုံးစုံပြီးရုပ်ကနေဖြူထွက်လာသည်ဟုတ်တာပဲဒီနေ့စနေနေ့အဖေကြီးကယုံသမားမဟုတ်တော့လို့ငါမိနေတာဒီလိုဆို ပဇွန်စိတ်တာလာဝင်မိရင်ကောင်းတာဒေါ်လာမီကအတွေ့ပြီးစိတ်မကောင်းဖြစ်မိသွားသည်သူတို့မှာကအဖိုးကြီးအဖွာကြီးနှစ်ဦးတည်းတင်စင်လာစားလေးနဲ့ချစ်ချစ်ချုံချုံနေရတော့လဲသားတွေလာရင်မရှိရှိတာလေးတွေထုတ်ပြီးကောင်းလို့ရရလေးတွေတော့ချက်ကျွေးခြင်းဒီအမေလက်ရာကိုအပါတရာထိုင်စားနေတော့သားဤမျက်နှာကိုကြည့်ပြီးကြင်နူးခြင်းသား သားသုံးဦးစလုံးကိုသူတို့ပညာအပြည့်တင်ပေးခဲ့ပြီးဖြစ်၍တင့်တင့်သောလောက်ကိုင်းတင့်တင့်သောဝင်ငွေနှင့်အတင်းတင့်ချောင်းလေကြလေသည်သူတို့ဟာသူတို့စားနိုင်တောက်နိုင်နေရင်ဝမ်းသာရတာပါပဲတို့ကိုပြန်ထောက်ဖို့မလိုပါဘူးအဖေကြီးဦးအောင်မြတ်ကပြောတတ်သည်ဒေါ်လာမင်ကတော့အမေမို့လားမသိသားရီမီးတွေဘာကြွေးရပါမလဲဘာပေးရပါမလဲနဲ့စဉ်းစားတတ်သည်သားရီစီကပြန်ပြီးမျောလင်းဒီကတော့အမှန်ပင် อืมตา3ယောက်တယောက်ကို90ထောက်ရင်တော့3ယောက်ဆိုတော့150ဒါဆိုရင်ကုတုကောင်းမှုလေးပါလေးပြုနိုင်လူနိုင်တန်းနိုင်မှာပေါ်ဟုတွေးမိသည်တို့တော့သားတွေချီမတွေကလည်းအဖိုးကြီးအဖွာကြီး2ယောက်တည်းပြင်ဆင်လာစာနဲ့အေးအေးဆေးဆေးစားနိုင်လေးဟုယူဆ၍လာဒါမှမဟုတ်မတိကျညာဆောင်ကြတီလာတော့အသေးချာမသိ90မပြောနဲ့အစိပ်ပင်မထောက်ပံ့ကြကြီး အင်လာလျင်တည်တီလေးအစကိတ်မုံလေးအစဝေချမ်းလာတတ်ကြသည်ဒါအပြင်တပြားမှာတော့မထွက်လာ သူကစိတ်ထဲကတာမြုံမိတော့လဲနှုတ်ကတော့ထုတ်မပြောတော့ဘူးဟိုတခါတော့ကနှုတ်ကထုတ်ပြောမိတော့ကတော့အင်ကအဖေကြီးနဲ့စကားများရသည်အဖေကြီးကပြက်သည်သားရီကိုလုံးဝအာမကိုလိုချင်မျက်စိလည်းမရှိရာကောင်းစေဟူ၍လေတဘောမထား စောစောထလမ်းလျှောက်နေခင်တရားထိုင်တရားစာအုပ်ဖတ်တခါတရံလဲအပေါင်းတင်းများနဲ့တရားဆွေးနွေးညရောက်လျင်ဖျားစင်ရှိနိုင်တရားထိုင် ထို့နောက်ဖျားရှိခိုးအမြဝေပြီးချမ်းသာစွာအိပ်ဆက်လေသည်ဟုတ်တွေးတီတွေးတလူလူတလွန်လွန်နဲ့အိမ်မပြောတော့ညာဟူ၍သူ့မှာမရှိသေး။မေဟုတ်တော့ဖေ ကိုစိတ်ကူနင်းကိုဒဇိုက်ဆိုင်ရှောက်လာတော့ဒေါ်လာမီဒီသူ့လက်ကိုတစုံတစ်ယောက်ကလှမ်းဆွဲလိုက်တော့အခါတုံငနေရက်သွားသည်သူ့ကို ပြုံးပြင်းရည်နဲ့ကြည့်နေတော့ခင်မွန်းတဲ့ဥအောင်မြတ်အားရောင်ကန်းကန်းနဲ့ပြန်ကြည့်မိသည်လမ်းလျှောက်ပြန်လာတာအမိကိုတွေ့ရလို့ရက်ဆောင်နေတာဘာရီစဉ်းစားလာတာတော့ဒီလိုပါပဲဥအောင်မြတ်ကဒေါ်လာမီလက်ထဲမှာဈေးချနှောင်းကိုလှမ်းယူသည်ဟာပစုံကြားပြီးဘာရီနဲ့ပါလား ဟုတ်တယ်အဖေကြိုက်တယ်မလားကြိုက်တော့ကြိုက်တာပေါ့ဒါပေမဲ့ဈေးကြီးမှပို့အမီရဲ့အိုးတခါတလေပဲဟာဒေါ်လာမီကမျက်ဆောင်လေးမတိမတဝဲကပြောမိသည်ဥအောင်မြတ်ကဆွဲချင်းကိုဆွဲကရှောက်တော့သူကဘီမရှင်ရှောက်ရင်အဖေကြိုက်တယ်လို့ကျွတ်နေအကွင်းကြီးတွေအုပ်ပြီးကြော်ပေးမယ်လीနောက်ပြီးကင်မွန်းချင်းရွေးချင်းရေးလေးချက်ပေးမယ်ကြိုက်တယ်မဟုတ်လားဟုတ်တယူတရပြောမိစဉ်လမ်းမလူပြိုပေါက်လေးနှစ်ဦးက တချင်တပုတ်ကိုအော်ဆူလိုက်တော့ကြောင့်အတန်ငယ်ရှက်သွားသည်။ဘွားကြီးမင်းကအဖိုးကြီးငါကို မောင်နေပါရီခေါ်ပါအောင်။နောက်ဆုံးတော့အဖိုးကြီးအဘွားကြီးနှစ်ယောက်ထဲတစ်ယောက်နဲ့တစ်ယောက်အဖော်လို့ရတော့တာပါပဲ။သားတွေကသူတို့အဖော်နဲ့သူတို့ဒီလိုပေါ့လေငါတို့ငငယ်တုန်းကလည်းကို့အဖော်ကိုရှာပြီးမိဘတွေကိုထားခဲ့ကြတာပဲမဟုတ်လား။ ဒေါ်လာမီကစစ်တုံဦးနေကြီးများအကွင်လိုက်လျင်စဉ်စားသည်အသက်ကြီးလာတော့တဦးနဲ့တဦးတန်ရောစင်ကပိုကြည့်လာသည်အရင်ကလိုတဏှာချက်ပရာချင်းနဲ့မဟုတ်တော့ပဲအင်းမြတော်မြေတာက အလေးကဲလာသည်ချင်းစရာចောင်းစရာမြစ်တွေလည်းမရှိတော့ဘဝကပြင်းချောက်တဲ့အောင်ရှိတော့လဲအီဂျန်ဒီကတော့အမှန်ပင်ဦးစွာအိမ်တော်ကြတော့တာအလက်ကယောက်ျားရောမိန်းမပါအလုပ်လုပ်သည် သာသမီရလာတော့နေခင်တိုင်းအဖိုးအဖွားအိမ်လာပို့ထားတော့ကြောင့်မြေးထိန်လိုက်ရသေးသည် အလောက်ကတစ်ဖက်လဲရချင်းရလျှော်ရဖွေရနှုတ်ဘူးဖြော်ရအာဟာရမုံကြိုပြီးခွန်ရနဲ့အဖိုးရောအဖွားရောတစ်ချက်လေးမှမအားကြရပါ၏အိမ်ရှိမှဒေါခင်ဝေက မလမီလိုကညံ့နာကိုတကယ်ဆိုမခင်ဝေနေခင်အပြင်းပြေအောင်မြေးလေးတွေခေါ်ထားပါလားပြောနေတာငါကငါအိမ်မှာ ကြီးတောင်ကြီးမားနဲ့ငါထမင်းတော်အနိုင်နိုင်စားနေရတာထမိန်မကက်အောင်လုံးမလို့လား၏လို့ပြန်ပြောလိုက်ရတယ်။ဆိုပြီးအစောကြီးကလေးကကျူကျူပိတ်ပြောထားပါလားလို့ပြောသေးသည်။ဒီလိုလဲဘဲဟုတ်ပါမလဲကိုတက်နိုင်သမျှတော့ကိုရမှာပေါ်ဟုသူက ပြန်ပြောခဲ့ရသည်။ပင်ပန်းဒီမန်တော်လဲတမိရေဘူတူးရေနဲ့မြှချောနေရတော့လဲအမောတော့ပြေးသားပင် သို့တော်လည်းကလေးကအပြင်းပြပြီးတွေးလွန်တုတ်ပေးဖြစ်တော့အဖိုးအဖွားတရခံဖြစ်ရလေသည်ချိန်မှဖြစ်သူကတွေးလွန်တုတ်ပေးခြင်းကနေခင်ကြိုက်တဲ့ခြင်းဟုမျက်စိပြမျက်နှာပြပြနှင်ပြောသည် နေခင်တိုင်းကလေးကိုဂယုမဆိုင်၍ခြင်ကရသည်ဟုဆိုလိုဟန်ရှိသည်ကလေးစီယုံကဆင်းတော့ဒေါ်လာမီရိုစီလာမပို့တော့ပေချိန်မှဤမိဘများစီတလက်ရောက်သွားကြသည် မပြောကောင်းပြောကောင်းဒိလွန်တုတ်ကွေးကယ်လိုက်မှအဖေကြီးလည်းတရားစအုပ်ပြန်ဖတ်နိုင်တော့ဒီတော့အမှန်ပင်ဒေါ်လာမေခမရလည်းကလေးသေးများနဲ့စူကအကွက်ကွက်ဖြစ်နေတော့အေကင်းကကြံကလေးကို ပြန်ပြီးပြောင်းစီရင်တကုံးကုံးနဲ့ခါချီအောင်ပွတ်တိုက်ရင်မိကလေးကို လွမ်းခဲ့ရသည်ဒီနောက်ပိုင်းတော့ဘယ်သားကမှလာပြီးကလေးမထိန်ခိုင်းတော့ပြီးဒိလွန်တုတ်ကွေးဖြစ်မှကြောက်တော့ကြောင်းလားမသိဘူး ကလေးထင်းစာမီဝဲတွင်အပူအပွားပထမတန်းပင်မအောင်မဲကြာရှုံသွားကလေးပြီအမဲမွေးလာကြည်လားဟဥအောင်မြန်ကမိဖို့တဲဝင်ကဒေါ်လာမီဘေးတွင်ပြင်နိုင်ကုန်ဆွဲ၍ထိုင်သည်ဒေါ်လာမီကအကွင်းလိုက်လီထာတော်ချစ်တွန်နီများကိုတဲဦးတဲမှပဇွန်ရဲရဲများအပေါ်သို့အုပ်ချလိုက်သည်ငါသားကြီးကြွေးချင်လိုက်တာဒီကောင်ကပဇွန်ချားများဆိုအသေးကြိုက်တာဥအောင်မြန်ကအမှတ်တရပြောသည် သားသုံးယောက်လုံကြိုက်တာပဲအဖြစ်ရဲ့အရင်တုန်းကတော့အဆင်ပြေရင်ပြေတယ်လို့ချက်ကျွေးနေကြအခုတော့တို့မိန်းမတွေကချက်မှကျွေးပါမလားမသိပါဘူးဘူးမနေနဲ့ခမန်းသားတွေကဘဲဥပြုတ်ကလေးစားလို့ကောင်းလိုက်တာလို့နေမှာဒီနေ့များလာမလားမသိဘူးဒေါ်လာမီကတန်တန်တတာပြောမိသည်ပါတာလာလာလာတော့သူကိုပဇွန်လေးကျွေးချင်လိုက်တာ အာရပါရစားကတာအီမျက်နာဒစိမ့်စိမ့်ကြီးကချိန်နေချင်းတီ မိရဲ့ဘိုင်းချက်သုံးပြစိတ်ထဲတွင်တင်းမိနေတော့တာကြီးဤအတိုင်ကိုကြာရတော့ဒေါ်လာမီပြုံးပြောသွားသည်တကယ်မွေးပါလားဗျဒါကတော့တာလက်ဤအတန်ပဇွန်ဟင်းဗျကျွန်တော်တိတယ်တာငယ်ဤအတန်ကိုစတိုက်ကြာရတော့ဒေါ်လာမီရင်များခုန်လာသည်သူတို့တွေသူတို့အိမ်အောင်နေနဲ့အတီးတီးခွဲခွာသွားကြပြီးဒီနောက်ပိုင်းဒါသုံးယောက်လုံးမိဘအိမ်တွင်မဆုံကြတော့တအူးကအဝင်တအူးကအထွက်နေလွယ်နေတဲ့တည် အခုတော့ဒင်းတို့တွေချိန်ထားသလားမသိလူဆောင်လာကြည်လားကွမင်္ဂလာဆောင်မှာတွေ့လာတာဖေရဲ့သားသုံးယောက်လုံးမိဖို့တဲတို့ရှေးစင်နောက်ဆင်းရောက်လာကြသည်အေဂန်ပတ်မရင်မောစကားပြောတဲ့များလဲထက်ကြရသည်ဇနီးမယားများပါပါလာဟန်ရှိလေသည်အဲ့ဒါစာနေလို့အမေတို့အဖေတို့ရင်လှဲ့ဝင်လာကြတာမင်္ဂလာဆောင်ကအပြန်စားတယ်လို့ကွာ ဒီလိုဖေရမင်္ဂလာဆောင်ကကျွန်တော်တို့၃ယောက်လုံးနဲ့ခင်တဲ့ကိုဘတောင်ရဲ့တမီးလေးသူတို့ကတိတ်လဲမတက်နိုင်တော့အိမ်မှာပဲလုပ်တယ်ကျွန်တော်တို့ကမနက်၈နာရီ၁၀နာရီအိမ်မှာဆိုတော့မောင်ငါးလောက်တော့ကျွေးမယ်ထင်တာအိမ်ကလည်းဘာမှစားမတော်မိကြဘူးကိုကြတော့ရေခဲမုံကလည်းခွက်ထဲဇွန်ပြားလေးနဲ့ကောထည့်ထားတာတကယ်ကိုနည်းနည်းလေးလီးထားတဲ့ plain cake တစ်ယောက်တစ်ချက်စီဝေပုံကြအေးအဲ့ဒီဟာလေးတွေစားပြီးတော့မှ အရန်ကိုစားလာတာပဲအဲ့ဒါမျိုးပေါ့စင်ပါစက်နှမ်းပက်ဆိုတာဟာဟာဒီမှာတော့ပွဲတော်အုံနဲ့တိုးနေပြီမမစွန်ကြဗျနီးလို့ရဲလို့ကျွတ်လို့ရွာလို့စားရမလားအဖေအိုးမောင်ကလည်းအင်ကြမထမင်းစားပါတော့အောင်မာအဲ့ဒါတော့မင်းကငါ့ကိုဘယ်ဥပယုတ်စီစံကြွေးမှာမဟုတ်လားအမေလက်ရလွမ်းလွန်းလို့ပါဗျာအလွမ်းပြေလေးအလွမ်းပြေလေး သားတွေတယောက်တစ်ပါးရေမောပြုံးနေစဉ်ဒေါ်လာမီက9ရောက်ဆန့်တော်စပွဲဝိုင်းလေးကိုခင်းပြီးထမင်းအမြန်ခူးသည်ဥအောင်မြက်ကပဇက်လီ9ချက်ကိုလက်ထဲမသိမသာဝှက်ယူသွားကလန်ထိတ်က ထမင်းဆိုင်လိုပြေးသည်လက်ထဲတွင် ထမင်းသုံးနှင့်တခွာဒီနှလုံးပါလာသည်အမိထမင်းဝိုင်းလေးကပဇွန်ချာဟင်းကင်းပွန်ရွက်ချင်ရေငပိရေပြောအတူအမြုပ်ဆုံဆုံလင်းလင်းနှင့်မြန်မြန်ဆန်ဆန်ရှိသည် 9ရောက်စပွဲကို6ရောက်ထိုင်တော့အတန်ငယ်ကျင်းတော့လဲသားတွေကပူပြီးပျော်နေဟန်ပင်ရှိလေသည် စားကြစားကြငတ်သားတွေကြွေးကျင်လို့မျောနေတာဟုအဖေကြီးကပြုံပြုံပြောသည်ငါတော့ငတ်မိမကိုဥချပြီမောင်သားကြီးကချွေမကြီးဤပကံနေတို့ပဇွန်တကောင်ခတ်ထည့်ပေးသည်စုကတော့စုယောက်ျားကိုဥချတယ်ဒါမျိုးလေးတွေကြောင့်ချစ်ရတာရော့ဗျာမောင်ကတလဲပြန်ထည့်ပေးမယ်နော် မျက်စိရှက်တယ်ဗျို့ကိုပကံတယ်ကိုလက်နဲ့ပဲထဲ့မယ်ဟိမိမထဲ့စားသူတို့စပွဲကတဝါဝါတဟာဟာနဲ့ရေမောတန်ဆူညံနေသည်ဟေးတယောက်တည်းချက်မထားကောင်းမှုတကောင်လေးပြင်းနေမှာပေါ့အိုးမောင်ကလည်းအမေတို့ကိုကြံလေးရဲ့လားဒီတို့ခုပဲစားပြီးပါပြီကွာတကောင်လေးကြံတော့ပဇွန်ကြီးကိုတာကြီးကလှန်နိုင်မှချွေမကရောက်ခမနှစ်ဦးအားတရိယာသည် ဥအောင်မြတ်ကခွင်းလွတ်စွာပြုံးရင်းမူသားစကားမဆိုစဘူးဆိုလိုက်လေသည်ဒေါ်လာမီကတော့ပီပီပြင်းပြင်းမပြုံးနိုင် ကိုသားတွေစားနေတာကိုကြည့်ပြူတော့လေချွေးမတွေဤပကံတဲကပဇွန်ကောင်းကြီးများကိုနှမျောမိသည်မှာအမှန်ကိုမစားရတာကကိစ္စမရှိအဖေကြီးပါ စားရတော့မီမဟုတ်ဟုတွေးပြီးတော့အောင်တက်တက်ကလေးတော့ဖြစ်မိသည်ตาကတော့ตาချွေးမကတော့ချွေးမပင် ချေမကိုတမီအရင်လိုတဘောမထားရကောင်းလားဟုအပြစ်တင်ကလည်းခံယုံတာရှိသည်တမီလိုတဘောမထားနိုင်ဒီကတော့အမှန်ပင်သူတို့ကလည်းကိုကိုအမေလိုတဘောထားမိမဟုတ်ဟုတွေးမိသည် အမေအိမ်သားဆိုလျင် ဟာအမေတို့ဘုရှိတည်းရဲ့လားဟုမစားခင်ကတည်းကမင်းမိထင်သည် ကိုယောက်ျားပကံတဲတို့ဥချမထဲ့မီမိဘအတွက်အရင် ပကံလေးတဲ့တက်တက်ခွဲပြီးဖယ်ထားလိုက်မိထင်သည် စားလို့ကောင်းဝါလို့ကောင်းဘိုင်လဲဖောင်းမိမေရေသားမိကပြန်ပြောတော့တွေးလက်စာအတွေ့ပြက်ပြီးဝန်တာအာရပြုံးမိသည်သူတို့မယားတွေချက်ကျွေးတာမဟုတ်ဘူးအမိအိမ်ရောက်မှစားကြရတာစားကြပါစေသူတို့ကလည်းမိမတွေရှိထားပြီးဖယ်မြူကြပါမလဲသူတို့မိမတွေပါစားမှမြူကြတော့မပေါ်ဟုတ်တာပေါ့လေချက်ချင်းပင် ခွင်လို့စိတ်ပြန်ဝင်လာသည်ချိန်မအငယ်ကပကံတွင်ထိုင်စင်းမိပြီတော့အဲတော့တော့ ဟိုကောင်းစားလာတွေဝှက်ပြီးစေးမနေနဲ့ထားခဲ့ထားခဲ့ အမေစေးလိုက်ပါမယ်ဟု စေတနာရင်ခံနေပြောပြသည်ချင်းမလေးကဟာအမေကလည်းမဟုတ်တာစီးပြီးခဲ့ပါမယ်ဟုဇွပြောပြီးဇွပင်စေးကြောသွားသည်ချင်းမကြီးကဇပွဲတွေတုပ်ပြီးတပည့်စီလဲသွားကြတော့မိဖို့ကြောင့်လေးကပြန်ပြီးတန်ရှင်တည့်ရသွားသည်ကဲမိမမှတ်ထားစမ်းငါကအမိအိမ်မှာဒီလိုပဲနေတိုင်းစားလာတယ်ဆိုတာမှတ်ထား အမေချက်တဲ့ချင်းရည်ဟင်းကိုဘသူမှမြည်အောင်မချက်နိုင်ဘူးရှာလေးကိုဆွဲနေတာပဲအောင်မငပိကြီးကအစာအမေများဖြော်ထားရင် မှုရပြီးချိုနေတာသားတွေကတယောက်တစ်ပေါက်ချီချူကြတော့အဖေကြီးဦးအောင်မြတ်ကအဲ့ဒါငါမင်းမကွာမှတ်ထားဟု ပြုံပြုံကြီးဆိုသည်သားတွေရောချွေမတွေရောဝါကနေရေကြစဉ်ဒေါ်လာမီတင်းနဲ့ပြုံနဲ့ရှက်ပြုံကိုတပြိုင်တည်းပြုံးမိလေသည် သားတွေခြေမတွေပြန်သွားတော့ဆက်တနာရီပင်ထိုးလီပြီစကားပြောတဲ့ရင်မောတက်များနဲ့ဆူညံဆူပြင်းနေတော့အင်္ဂလိပ်တီချက်ချင်းပင်တိတ်သွားသည်ခြောက်ကက်သွားသည် အမီချက်တာတော့ပဇွန်ကြားကလေးများလဲဟိုအိမ်ဒီအိမ်မျှပြီးပတ်သွားကြပြီကဲမေထမင်းစားကြစို့စားလာပြီလားစားပြီပေါ့ကွာတားရီမျိုးမကြမှာဆိုလို့သာပြီးသားပြောထားတော့ကိုစကားနဲ့ကို ထမင်းလည်းမစားရဲ့ တော်ပါလေးရဲ့မောင်မင်းကြီးသားတွေစိုးစိုးပြန်ပြီလို့ဦးအောင်မြတ်ကထမင်းဝိုင်းလေးချကထမင်းစက်လုံးထဆွဲသည်စိုးစိုးတို့ကတားပြီးမျက်နာကြည့်ပြီးပြောဆိုနေရသဖြင့်အစာပြေတလူလူရှိတော်လဲယခုကြတော့ရင်ထဲတွင် ပူနေအောင်စာလာလေသည်အနာဆောင်ပါအောင်ဟင်းလေးနှွေးလိုက်အောင်မဲဒေါ်လာမီကအိုးထဲတွင် တပက်ကန်စာလောက်ကျန်နေတော့ချင်းဟင်းရီလေးကိုမိဖို့ပေါ်တင်ပြီးနှွေးသည်မပီရီထပ်ဖြော်သည် တခွားဒီစိတ်ကလေးများ စိတ်ပြီးတော့ပဇွန်ချက်ထားတော့တေဦးပေါ်တွင်ချက်မင်းထဲ့ပြီးနေရင်ညနေကျရင်တော့မြေပဲလေးငားမှုပိုးလောက်ဝဲပြီးချက်မင်းနဲ့နေစားရတော့မှာပဲဟု တွေးမိသည်။ကဲရော့အဖေစားနဲ့ချင်ရခက်လိုက်အောင်မဲအိုလူထမင်းကိုဥအောင်မြည်ကြီးပကံနဲ့အကုန်ထည့်ပေးလိုက်ပြီးချင်ရဟင်းခက်သည်။အမီတဝက်อยู่လေနေပါစေအဖေစားပါတဝက်စီပေါ်ကွာပြီးပကံ။ ဥအောင်မြတ်ကသူ့ပကံထဲမှာအိုလူထမင်းကိုတဝက်ပြန်ခွဲထည့်ပေးသည်။ရာသာတနာဆိုတာတဲပြီးဖြတ်နိုင်ခဲ့တာပဲနော်။တက်ရှိတတဝါတွေအကုန်လုံးဟာရှာလီတချောင်းရဲ့အလိုနောက်ကိုလိုက်ပြီးကောက်ကောက်ပါအောင်လိုက်နေကြတာအမေရဲ့သူ့ရယ်တွေလည်းအပါဝင်ပေါ့ကွာ။ကိုအသက်ခံတာကိုကြတော့နာကျင်မှာတီတီမှာကြောက်လိုက်တာ။သူများအသက်သူများခံတာကြတော့တဲပြီးစားလို့ကောင်းဝါလို့ကောင်းတရားရည်လားမစင်စားကြဘူး ဟုတ်တာပေါ့ဒေါ်လာမီကခေါင်းငိမ့်ထောက်ခံမိသည် သူများအသက်သူများခန္ဓာဟူသောစကားကပြင်းလဲကိုလျှက်စီးချောင်းလိုစီးဝင်သွားသည်မျက်စိထဲတွင်မြင်နေစေဖြစ်တော့ပစွန်ချားနီနီရဲရဲကြီးများချက်ချင်းပြောင်းဝင်သွားတော့လေအတန်ငယ်တော့နှီးမိန်သွားသည်သားတွေသမီးတွေကတော့စားလိုက်ကြတာမိန်မိန်ရှက်ရှက်အားရစရာနော်သူတို့တွေကတော့လူငယ်တွေမဟုတ်လားဒီတဘောကိုပဲဆင်ကျင်နိုင်အောင်မလဲ ိုးရီတွေကတော့တင်းချိုင်းကုန်းသားခြေတစ်ဖက်ရောက်နေပြီပဲဟာတရားမရှိတော့တရားကိုတည်ယုံတော့တည်တင်တာပေါ့နော်မဟုတ်ဘူးလားမေဟုတ်တာပေါ့ရှင်ဒီတခါတော့အာယုံတန်းနေစေဖြစ်တော့ပဇွန်ကြားကြီးများမျက်စီတွေမှပျောက်သွားသည် သူအားကျင်နာစွာကြည့်နေတော့အဖေကြီးအားကြည်ကြည်လင်လင်ပြုံးမိသည်ဆရဲကွာခုနတော့ငါဆိုတာကောင်းလိုက်တဲ့တစ်ချိန်ကလေးအဖွားကြီးကအဖိုးကြီးကိုမောင်နေပါလေခေါ်ပါအောင်ဆိုလားဟာဟာဟာ ခေါ်နိုင်ပါဟုတော့ဂျော်လာမီကမျက်စောင်းလေးမတိမတာဝဲရင်သခွားဒီလေးတစ်စိတ်ကောက်ဝါဒီသခွားဒီက ချူပြီးဤနေလေဒီမဆန်သာမဟေတီဩဂတ်1984